အာဘောရိမင်းဆိုကြီးပြောတဲ့စကားလေးသဘောကျဒါနဆိုတာပစ္စည်းရှိမှလူလို့ရတာအလူခံတဲ့လူလည်းရှိမှလူလို့ရတာပစ္စည်းရှိရင်လည်းပဲလူလို့ဖြစ်တယ်တိလားဆိုတာကိုကြိုက်တယ်လို့စောင့်စည်းလို့ရတယ်တိခံမှုခန္တီဆိုတဲ့တရားကတော့ကိုယ့်အပေါ်မှာနော်စောကားလာတဲ့လူရှိမှတိခံလို့ရတာ ဒါကြောင့်စော်ကားတဲ့လူရှိမှတိခံဖို့ဆိုတာဖြစ်နေတာစော်ကားတဲ့လူရှိရင်တိခံဖို့ဆိုတဲ့တန်ဖိုးရှိတဲ့သူတော်ကောင်းတရားဖြစ်လို့မရဘူး။ဒါကြောင့်အစင်မပြေမှုကိုတန်ဖိုးထားတတ်ဖို့နော်။ကျတို့ကအစင်မပြေမှုဆိုရင်ကန်ဆိုးလို့တွေ့တာလို့အောင်းမိထားတာလေ။တိခံဖို့ဆိုတဲ့အနှစ်သာရကိုရအောင်ထုတ်ယူရမယ်အကြောင်းတရားလို့မမြင်မိကြဘူးဟုတ်လား။ခုဒီမှာပါပြောပြတော့တိမခံခြင်းကြောင့်ဖြစ်တာတဲ့အမျက်ဆိုတာတိခံရင်မဖြစ်ဘူးထားလိုက်ပါလို့လုံနိုင်ရင်အမျက်ဆိုတာမဖြစ်ဘူးကိုကျတို့ကထားလိုက်ပါလို့မလုံနိုင်ဘာမှမထားနိုင် ုတ်လားထားလိုက်ပါလို့မလုံနိုင်အဲ့ဒါကြောင့်မလို့အမျက်တွေကဖြစ်ရအဲ့ဒီအမျက်ဖြစ်လာပြီဆိုရင်အမျက်ကမလို့သဘောရှိတော့အဘောဟုတ်တော်ဘဟုံဟောတိတဲ့အစားကနေနေလေးနောက်အများကြီးပွားလာတဲ့သဘောရှိတယ်တဲ့ဟောအမျက်ရဲ့သဘောကိုစပြောတယ်နော်အမျက်ဆိုတာပွားတဲ့တဲ့သဘောရှိတယ်တဲ့ဟုတ်တယ်တခါလေကိုမုံတဲ့လူအကြောင်းထိုင်တွေးနေရင်လည်းဘာဖြစ်တော့ဒေါသတွေအကြီးကျယ်ထွက်လာပွားလာတယ်ဒါရင်လားဆိုတော့မကဘူးတဲ့ အာသင်္ကေဘဟုပါရသောဘဟုပါရသောအဲ့ဒီအမြင်ဟာစိတ်နှလုံးကိုအလွန်မှပင်ပန်းစေတယ်စိတ်ကိုပူလောင်စေတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေစံတတ်ထားတာမာမြင်ဆိုတော့ဆရာဘုရားကြီးဥဇောတိကဟောထားတဲ့တရားထဲမှာပေးတယ်လို့လည်းကြားဖို့မှနာရီဝက်လောက်စိတ်တူရတာ၁၂နာရီလောက်အလုတ်ကျန်းလိုရတာတဲ့တောင်ခန္ဓာကိုယ်ကိုထိခိုက်တယ်အာကုန်ပင်ပန်းတယ်ပျက်စီးမှုများဒေါသကလောင်ကျွမ်းတာပေါ့နော် ခုဒီမှာလည်းဘုရားတော်ကပါပြောတော့ဘဟုပါရတော်တယ်ဘဟုဆိုတာအလွန်များသောဥပါယတာဆိုတာပင်ပန်းတာအများကြီးပင်ပန်းတယ်အမျက်ဆိုတာ